ဲ့ဘယ်မှာလဲကလာကလာကျွန်တော်တို့အခုလက်ရှိဟိုရက်တည်နေရတော့ဘယ်လိုပြောရမလဲငွေကြေးရမလဲလက်ပတ်မှုအားနေသွားတဲ့အတွက်ကျွန်တော်တို့မှာတော်တော်လေးကိုအခက်အခဲဖြစ်ပါတယ်ရက်တည်နေရတာအခုအကတော့ကျွန်တော်အခုဘယ်လိုရက်တည်နေရလဲဆိုတော့ရက်ဆက်ရေဘော်ရဲ့ချက်မှရေးအဲ့ဒါတွေအတွက်လုံးမနေကျွန်တော်တို့မှာအခက်အခဲရတော့ နည်းနည်းဆိုမဟုတ်ပါဘူးတော်တော်လေးကိုများများရှိပါတယ်ဟုတ်လက်ရှိကျွန်တော်တို့ကလက်နက်ကတော့ကျွန်တော်တို့ထုတ်လို့ရတော့ကျွန်တော်တို့မနာဘူးခင်ဗျာကျွန်တော်တို့40မမရှိတယ်60မမရှိတယ်80မမရှိတယ်90မမရှိတယ်ဟုတ်ကဲ့ကျွန်တော်တို့ကတိုက်ပွဲဇက်တိုက်တွေထွက်လာတော့ကျွန်တော်တို့ဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့မှာဒီကုံချမ်းဘူးရန်အဲနောက်ကြဒီပေါ့ထုတ်လို့မှုပိုင်းဆိုင်ရာပစ္စည်းပေါ့လေခေချောင်းစဖြတ်ဖိန်းစအဲအဲ့လိုမျိုးတွေကစကျွန်တော်တို့မှာအခက်အခဲရှိနေပါပြီဗျဟုတ်နောက်တစ်ချက် ဒီတိုက်ပွဲခေါ်တိုင်းတောင်မှမလိုက်နိုင်တော့တဲ့အနေအထားမျိုးတွေဖြစ်သွားပါပြီခင်ဗျာဟုတ်ကဲ့ထုတ်လို့မှုပိုင်းကတော့ကျွန်တော်တို့တချို့တချို့ဟာတော့ကျွန်တော်အိတ်ဆိုင်ပြီးအလုံးလုံးနိုင်တဲ့ဟာတော့လောက်တာပေါ့အဲ့လိုမျိုးလုံးလုံးမရတဲ့ဟာကြတော့လေကျွန်တော်တို့မှာဒီအပေါင်းအသင်းရှိတာလေးတွေအကုန်ကြီးတောင်းအဲ့တောင်းလို့မရတဲ့ဟာကြတော့ကျွန်တော်ဘာတွေဖြစ်လာလဲဆိုတော့ကျွန်တော်တို့နောက်မှယူနေရင်းနှီးမှုနဲ့ကျွန်တော်တို့ယုံကြည်မှုနဲ့ရပ်တည်ပြီးတော့အကျွတ်မှတ်ပြီးတော့လုပ်နေရတာခင်ဗျဟုတ်ကဲ့ ဒီပြင်းချင်းကြီးကတော့ခုတော်တော်လေးငြိမ်သက်သွားတဲ့အနေအထားတစ်ခုမှရှိနေပါပြီဗျကျွန်တော်တို့အခုလက်ရှိဟိုကျွန်တော်တို့တင်နေရှိတဲ့နေရာတွေကိုအလားမခံမင်းနဲ့အထိုင်နေရာတွေပဲတော်တော်များများကိုတွားတိုက်ဖြစ်တယ်ဗျဟုတ်တိုင်းကတော့ကျွန်တော်တို့သခိုင်းတိုင်းထဲမှာပါပဲခင်ဗျဟုတ်ကဲ့အခုလက်ရှိကျွန်တော်တို့တိုက်နေတာကကျွန်တော်မဟာမိတ်ညီတောင်း38ဖွဲ့ထားတယ်ခင်ဗျအာကျွန်တော်လက်လန်းမီတယ်လောက်ပေါ့လေ38ဖွဲ့ဖွဲ့ပြီးမှကျွန်တော်တို့ဟိုညင်ညွတ်ညွတ်နဲ့ စီစီလုံးလုံးနဲ့ကျွန်တော်တို့ဖြစ်အောင်အစီအွေလေးထိုင်ပြီးတော့ဒီကိုတည်းအတူတူအလုပ်လုပ်နေကြပါတယ်ခင်ဗျဟုတ်ကဲ့